Premier Strong Lower Land 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 ငငယ်လေးကဒီခြေရောက်မှာဒဏ်ရာရှိတယ်။လေ့ကျင့်တဲ့အချိန်မှာဦး ဟိုတိုင်မီကလည်းမရနိုင်ဘူးပြီးသွားလို့ရှင် balance ကလည်းမငြိမ်ဘူးစင်ကာပူကလည်းအရန်နာမည်ကြီးနေတယ်မလေးရှားလည်းနာမည်ကြီးနေတပြည့်အဲ့ဒီပေါ်တော့ဘာဖြစ်ဖြစ်ကိုကလည်းနိုင်ငံအသစ်ကလေးဖြစ်တယ်ဆိုတော့ဘသူမှမမှန်းရဲဘူးတတိယလောက်တော့သူတို့ချိန်နိုင်တယ်ဆိုသူတို့ရင်အဲ့လိုဖြစ်တာဒါပေမဲ့ကိုယ်စိတ်ထဲမှာငွေပဲဘူရှူတစ်ခုရဲ့နေ၅ခုရခဲ့တယ်စုစုပေါင်းအမနှစ်ခုနောက်ဘူရှူကမဆွေစေတဲ့ဒါနှစ်ခုရတယ်ဘူရှူအတွက်အရန်အောင်မြင်ဆုံးဖြစ်တယ်လို့ကိုရီလည်းအောင်မြင်ခဲ့တဲ့နှစ် အခစားဝါနာရှင်ပြည်သက်များအားလုံးပဲမင်္ဂလာပါခင်ဗျာစီးကိန်းမူပိုင်းစီစဉ်ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ရပါတယ်ဒီနေ့ရဲ့အစီအစဉ်ပါဆိုလို့ရှိရင်တော့မြမလေးစဉ်ဝူရှူအားကစားမေအောင်တူဖြစ်တဲ့မခန့်ကိုင်မို့ဖိတ်ခေါ်ထားပါတယ်ခင်ဗျာစီးကိန်းပြိုင်ပွဲအတွေ့အကြုံတွေတခြားသောငယ်ဘဝအတွေ့အကြုံတွေအကြောင်းကိုကျွန်တော်တို့နဲ့အတူပြည်သက်တွေတွေကလိုက်ပါပြီးတော့ကြည့်ရှုပေးပါအောင်ခင်ဗျာအမမင်္ဂလာပါခင်ဗျာမင်္ဂလာပါရှင့်ပြည်သက်တွေကိုလည်းနှုတ်ဆက်ပေးပါအောင်ခင်ဗျာမင်္ဂလာပါရှင့်ဟုတ်ကဲ့ပါအမကြီးဒါကျွန်တော်အစီအစဉ်လေးကိုအချိန်ပေးပြီးတော့ live ဖြစ်ကြပြီးဒါကျေးဇူးတင်တဲ့အကြောင်းအရင်ဆုံးပြောချင်ပါတယ်ခင်ဗျာ ပမာဦးဆုံးအမကိုမေးခြင်းနဲ့အကြောင်းအရာကတော့ဝူရှူအားကစားနည်းကိုအမဘာကြောင့်ရွေးချယ်ပြီးတော့ကစားဖြစ်တာလဲဆိုတာအနေစလိုက်ချင်ပါတယ်ဗျာဝူရှူအားကစားနည်းကိုဘလို့ကနေစပြီးရောလေ့ကျင့်ဖြစ်လဲဆိုတော့အမှန်တကယ်ကကိုရီးယားငငယ်တဲ့ဟိုချူချားတယ်ချူချားတဲ့အတွက်ကြောင့်မလို့ခင်ဗျာအဖေကနေပြီးတော့အားကစားတစ်ခုကိုလှုပ်စီခြင်းတယ်ပေါ့နော်အဲ့တော့ညရာတီတစ်ခုမှာသူကနေပြီးတော့အဲ့အောင်ဆန်းခွေးမှာသွားကြည့်တဲ့အချိန်မှာဟို ူရှိုးကစားနီးတဲ့ကနေပြီးတော့ထိုက်ချီချန်ကစားနီးတခုတွေ့ခဲ့တယ်။တွေ့တော့သူကဖြည်းဖြည်းလေးကစားရတာထိုက်ချီပေါ့အမဆူရခဲ့တဲ့ကစားနီးပေါ့နော်အဲ့ဒါလေးကိုတွေ့ပြီးတော့သူကအော်ဒါလေးကိုကစားရင်ကောင်းမဲဆိုပြီးတော့အဲ့နဲ့ခေါ်သွားတာပေါ့တမီးဒီမှာဂူဂူအမအောင်ကြာဂူဂူလို့ခေါ်တာလေဂူဂူဂူရဲ့အိမ်ဒါလေးရောဆော့ဆိုတော့အဲ့နဲ့ကိုကလည်းအဖေကဒီလမ်းကြောင်းပေါ်တင်တော့လေဒါလေးလိုက်ဆော်တာပေါ့နော်ဆက်ဆက်ချင်းမှာတော့ကိုရီးယားအဲ ဒီဖြည်းဖြည်းလေးကစားရတာလို့လို့ပေါ့နော်အခြေခံဝူရှူရဲ့အခြေခံကစားနေတဲ့အချိန်ဆိုရင်အဆင်ပြေတယ်အေးဒါပေမဲ့ထိုက်ချွှန်ဆိုတဲ့အချိန်ဆိုပြင်เออพี่ๆเลยซอเลยไม่ใจพูไม่ใจတော့ခါလေးကြာရင်ပြေးတယ်အတန်းချိန်ပြေးတော့ဒါပေမဲ့ဟိုတကယ်တကယ်ကြာတော့နောက်ပိုင်းကြာတော့လေဒီဒီဟာကိုလှုပ်ရတော့မယ်ဆိုရင်ချိန်ကြာတယ်လှုပ်ဖြစ်သွားတာပေါ့အတိကတော့အဖေရဲ့ဇန်နာနဲ့ ဒီလမ်းကြောင်းပေါ်ရောက်လာလို့ကစားဖြစ်ခဲ့တာပေါ့နော်အဲ့လိုလေးပါဟုတ်ကဲ့ပါခင်ဗျာဒါပြိုင်ပွဲအနေနဲ့ဆိုလို့ရှိရင်ရောအမအသက်ဘယ်လောက်လောက်မှစပြီးတော့ပြိုင်ပြစ်လဲပြိုင်ပွဲကအဲ့ဒီတော့နွေရာသီအားကစားကို73နှစ်မှာတက်ဟိုဟိုတင်နန်းတက်ခဲ့တာပေါ့အဲ့မှာပဲပြီးသွားတာနဲ့6လပိုင်းမှာကျတော့ Olympic ပြိုင်ပွဲနေလုပ်တယ်ပေါ့နော် Olympic အထိုင်းမှပြိုင်ပွဲဆိုတော့အဲ့မှာနေမယ်စားပြီးတော့၃ဟို၃လေးလလောက်ပေါ့လေ့ကျင့်ပြီးတော့တခါတည်းပြိုင်ပွဲဝင်ခဲ့ရတာပေါ့เนาะအဲ့လေ အဲ့တုန်းကမပြောတဲ့အသက်ပိုင်းခြားရဆိုကျွန်တော်တို့ဆိုစော့လို့ကောင်းနေတဲ့အရွယ်ပေါ့နော်ဒီပုံမှန်ဒီကလေးတယောက်အနေနဲ့ရိုးရိုးစော့တာမဟုတ်ဘဲနဲ့အမားတို့ကြတော့ဒီပြိုင်ပွဲဆိုပြီးတော့သွားပြိုင်ရတဲ့အပေါ်မှာအမှတ်တရတွေကဘာရှိမလဲအမှတ်တရဘာရှိလဲဆိုတော့အဲ့ဒီအချိန်မှာကိုရီးယားပြိုင်ပွဲဆိုတော့ဟိုဒီပြိုင်ပွဲမှာအကောင်းဆုံးလုပ်ပြချင်းတယ်ဟုတ်ကဲ့ဘာလို့လဲဆိုတော့အမလူကြီးလူရှိပါအဲ့လိုပေါ့ဟိုဘယ်လိုပြောမလဲ တခုခုဆိုလို့ရှိရင်ကိုဘာလုံနိုင်လဲလုံပြလူပေးသက်လင်မှာကွာကိုလုံပြကိုလုံနိုင်တဲ့ဥစ္စာဟိုတော့အရန်ဟိုပေါ့ show ကဘလို့ရတာအရန်ကြိုက်တယ်ပေါ့နော်အဲ့လိုလေအဲ့တော့ငါအဲ့ဒီ drug ကိုစူးစမ်းမယ်ဆိုရင်အဲ့ဒီပေါ့ကောင်းကောင်းမအမှန်တကယ်ကတော့ဟိုဒီလူတွေကြားထဲမှာအရှက်မကွဲကျင်တာလေပါတော့နော်အဲ့လိုတေချာလေးကျင့်တယ်တေချာလေးကျင့်ပြီးတော့ဒီပြိုင်ပွဲမှာဒါငါအတွက်အကောင်းဆုံးလုပ်နိုင်မှမယ်ဆိုတဲ့စိတ်လေးနဲ့ပဲလေးကျင့်ပြီးတော့ဒီပြိုင်ပွဲတွေဝင်ခဲ့တာပေါ့နော်အဲ့ဒီကနေစပြီးတော့ ဟိုတလှမ်းချင်းကြီးပါပဲအမှန်တော့ဒီကိုကိုရောက်ရကိုရောက်ရမဲ့နေရာလေးမှာအကောင်းဆုံးလှုပ်လှုပ်သွားခဲ့တာပါအမှန်တော့ဟုတ်ကဲ့ပါဒီအကောင်းဆုံးလှုပ်တယ်ဆိုပေမဲ့ကြုံရတဲ့အခက်အခဲတွေကတော့ရှိမှာပဲပေါ့နော်အမအနေနဲ့ကတော့ဒီရိုးရိုးဝူရှူးကစားသမားတယောက်မဟုတ်ဘဲနဲ့ဒီနိုင်ငံလေရွေးစဉ်ကစားသမားတယောက်ပါဖြစ်ခဲ့တာဆိုတော့အမဘယ်လိုမျိုးလေရွေးစဉ်ကစားသမားတယောက်ဖြစ်ဖို့ကြော်ဖြတ်ရတဲ့အခက်အခဲတွေရောအရှိရာပေါ့အခက်အခဲတွေကတော့တဘောဒါမဲ့ ဒီရဲမှာတစ်ခါလေးကြလို့ရှင်ပင်မန်းနေစိတ်ပြအားငယ်တယ်ပြီးသွားလို့ရှင်တစ်ခါလေးကြလို့ရှင်ပဝင်းကျင်ရဲ့ရိုက်ခတ်မှုဆိုတာလည်းရှိတယ်ဒါပေမဲ့ဟိုဒါရီကိုကိုကအရင်ကြီးဟိုဟိုစိတ်သေးတော့မထားဘူးငါကိုလေ့ကျင့်ရမယ့်အချိန်မှာကိုအကောင်းဆုံးလေ့ကျင့်တယ်ကိုအကောင်းဆုံးလေ့ကျင့်ငါတာဝန်ကြည့်အောင်လို့လုပ်မယ်ဆိုတဲ့စိတ်ကလေးတစ်ခုနဲ့ပဲ အဲ့လိုမျိုးနဲ့ပဲဖြတ်တန်းခဲ့တာပေါ့နော်ပြီးသွားရင်နောက်တစ်ခုကဘာသာရေးလုပ်တယ်ပေါ့ဘာသာရေးဆိုတော့ကိုကအမိဘနဲ့ဒီကန့်ပွင့်ရပြီးအချိန်ဆိုလို့ရှင်မိဘနဲ့ဝေးရလေမိဘနဲ့ဝေးရဆိုလို့ရှင်ကိုကဖျားတရားလုပ်တယ်ဒါကလေး training ဆင်းနေတဲ့အချိန်မှာလေကိုကဖျားစာရွံ့နေတာဘာလို့ဆိုဒီ training ဆင်းတယ်ဆိုလို့ရှင်တော့ကတစ်ခါကျ jam jumping လုပ်တယ်ဆိုလို့ရှင်ကိုကဒီအမြင့်ပေါ်မှာအမြင့်ပေါ်ကကိုပြုတ်ကြမှာကြောက်တာပါဆိုရင်အဲ့ဒီစိန်ကိုကဖျားစာရွံ့နေနေတဲ့ဟို အဲ့ဒါလေးပဲလှုပ်ဖြစ်ရွတ်နေဖြစ်တာပေါ့နော်ဟိုအဲ့တော့တခြားစိတ်တွေကတော့အရန်တော့မဝင်ဘူးဒါပေမဲ့တိတယ်ပဝင်းချင်ရရိုက်ခတ်မှုတွေကိုမနာလိုမှုတွေအဲ့လိုလေးတွေရှိနေရတော့တိတယ်တိပေမဲ့ကိုကဟိုအေးစစ်စစ်ပဲဒါတွေကိုတိတ်ပြီးတော့ဟိုရံမလှုပ်ဘူးကိုဖောက်ကိုဒီတိုင်းပဲဟိုပေါ့အကောင်းဆုံးနည်းနဲ့ပဲဟိုအေးစစ်စစ်နဲ့ပဲကြော်ဖြတ်ခဲ့ရပေါ့နော် ုတ်ကဲ့ပါပြောရင်းထဲမှာကျွန်တော်ခေါင်းထဲကိုပြန်ရောက်လာတာတခါကျွန်တော်ငငယ်တော့อ่ะပေါ့အမပြိုင်နာတွေကိုကျွန်တော်မြင်အောင်ကြည့်တဲ့အခါမှာအမမျက်နှာထားပေါ့ပြိုင်တဲ့အခါမှာလုံးဝမျက်နှာထားကအဲတင်းနေတဲ့ပုံစံမျိုးကိုတွေ့ရတယ်ပေါ့เนาะအဲ့ဒါကအဲဘယ်လိုကြောင်းလို့ပြောလို့ရအောင်အမှန်တော့ကွာ struck ကိုမဖုံးနိုင်တာလည်းဖြစ်နိုင်တာပေါ့နော်။ဘာလို့လဲဆိုတော့တင်းနေတယ်ဆိုရဲဥစားမှာဟိုအတိကတော့ဒီဟာပေါ်မှာလုံနေတဲ့ဟိုချိန်မှာကွာ ိမ်ပွင့်ဝင်နေရတဲ့ချိန်မှာတော့ကိုယ်စိတ်ထဲမှာတခုခုရရှိနေရပေါ့နော်အဲ့လိုလေးပေါ့အမှန်တော့ကိုကအရင်အေးချမ်းခြင်းညာပါဒါပေမဲ့အဲ့လိုတင်းတင်းနဲ့ပေါ်ပေါ်နေတာပေါ့နော်အဲ့လိုလားအဲ့လိုဘာဖြစ်ဟိုဘာဖြစ်တီတီရင်ရင်နဲ့ကိုကဒီဟိုင်းမှာတော့ stress ရှိနေသေးတာပေါ့နော်အဲ့လိုလေးနဲ့အကြောင်းပါအဲ့လိုပေါ့နောက်ထပ်ထပ်ပြီးတော့မေးချင်တာကဒီ1998ခုနှစ်အပိုင်းခြားဆိုလို့ရှိရင်ဒီအမရဲ့ကစားသမားဘဝမှာဆိုလို့ရှိရင်ဒီအောင်မြင်မှုတွေနဲ့ ကြုံရတဲ့နှစ်အမဘွားတဲ့ဒီအကသာသမဘွားအတွက်အရေးပါတဲ့နှစ်လို့ပြောရင်ရမလားခင်ဗျအင်းမအဲ့ဒီကနေစပြီးတော့ကိုကအကသာသမလုံးလုံးဖြစ်သွားတဲ့အနေထားဖြစ်သွားတာပေါ့နော်ဟုတ်ကဲ့ဘာဖြစ်လဲဆိုတော့ကိုဖြစ်ချင်တဲ့ဟိုဆန္ဒတွေကိုဖြစ်ချင်တဲ့ဝါသနာတွေကိုတချို့ကစွန့်လွတ်လိုက်ရတယ်စွန့်လွတ်ရဲဆိုတော့ဒီအကသာသမဒီအကသာသမဖြစ်ရမယ်ဆိုရယ်လမ်းကြောင်းကြီးပေါ်ရောက်သွားတယ်လို့ဖြစ်သွားတာပေါ့နော်ဘာလို့ဆိုတော့ ကိုလျှောက်နေတာဒီလမ်းပေါ်မှာဒီလမ်းပေါ်မှာဆိုတော့ဒီလမ်းပေါ်မှာဘာလုပ်ရမလဲဆိုတဲ့ဥစ္စာရှိနေပြီသားရှိနေပြီးသည်ပြီးဆိုတဲ့အတွက်ကြောင့်မလို့ကို့မှာကိုငငယ်ကမတ်ခဲ့တဲ့အိမ်မက်တချို့ပြီးသွားတော့အဲ့ဒီကိုရဲ့ရီမန်းချက်တချို့တွေအကုန်လုံးကဟိုဟိုဘယ်လိုပြောမလဲလှုပ်ခွင့်မရတော့ဘူးဆိုတာဖြစ်သွားတာပေါ့အဲ့တော့ကိုကဒီအားကစားမှာလှုပ်ဖို့အတွက်အရေးပါတဲ့နှစ်ဖြစ်သွားတာပေါ့အဲ့ဒီကနေစလှုပ်ရတဲ့နှစ်ဖြစ်သွားတာပေါ့လို့လေ ဟုတ်နောက်ထပ်သိချင်တာတစ်ခုကဒီအမအနေနဲ့ပေါ့နော်စီကိန်းပြိုင်ပွဲကိုဘယ်နှကြိမ်လောက်အထိများနိုင်ငံကိုစားပြုပြီးတော့ဝင်ရောက်ရှင်ပြိုင်ခဲ့တယ်ခင်ဗျစီကိန်းပြိုင်ပွဲကိုစုစုပေါင်း၃ကြိမ်ပေါ့၃ကြိမ်ပဲဝင်ရောက်ရှင်ပြိုင်ခဲ့တယ်အဲ့ဒါနဲ့1998ခုနှစ်19ကြိမ်မြောက်စီကိန်းပေါ့အဲ့ဒီမှာအဲ့ဒီကအင်ဒိုနီးရှားမှာငွေတစိမ့်ရခဲ့တယ်ပေါ့ဆက်စချင်းအဲ့ဒါကိုရီးယားဆက်စချင်းပြိုင်ပွဲအတွေ့အကြုံပေါ့နော်ကိုရီးယားဟိုထပ်ဟို international ပြိုင်ပွဲမှာပရမအောင်ဆုံးအတွေ့အကြုံပြီးတော့ ငွေတစိမ့်ကိုအစ်ချင်းရရှိအောင်ယူခဲ့တာပေါ့နော်ပြီးသွားတာနဲ့အဲ့နှစ်မှာပဲကမ္ဘာပွဲကိုတန်းသွားတယ်အဲနောက်စီကိန်းကြောင်းဆက်ပြောရလို့ရှင်တော့အဲ2001မလေးရှားစီကိန်းမှာဆိုလို့ရှင်ရွှေတစ်ခုရတယ်။နောက်ပြီးတော့2003ဗီယက်နမ်စီကိန်း22ကြိမ်မြောက်ဗီယက်နမ်စီကိန်းမှာဆိုလို့ရှင်ရွှေနှစ်ခုရခဲ့တယ်။အဲ့နှစ်ကဟိုဝူရှူးအနေနဲ့ရခဲ့တဲ့စုတစိမ့်ကဝူရှူးတစ်ခုတည်းနဲ့5ခုရခဲ့တယ်စုစုပေါင်းအမ9ခု ။နောက်ဘူရှူကမဆွေစေတဲ့သူကနှစ်ခုရတယ်။နောက်ပြီးတော့ဟာဟုံးဆိုတာဆွမ်းဆူကဆိုရဲကစားသမားပေါ့နော်။သူကရွှေတစ်ခုရခဲ့တယ်။အဲ့ဒီနှစ်မှာပြောရလို့ရှိရင်ဘူရှူအတွက်အရန်အောင်မြင်ဆုံးဖြစ်တယ်လို့ကိုရီလည်းအောင်မြင်ခဲ့တဲ့နှစ်ပေါ့နော်အတူ။ဟုတ်ပါပြီ။နောက်ထပ်သိကျင်တာတခုကပေါ့နော်ဒီစီးကိန်းပြိုင်ပွဲမှာဆိုလို့ရှိရင်ဒီအမနဲ့အဓိကရှင်ပြိုင်ခဲ့ရတဲ့ဒီပြိုင်ဘက်နိုင်ငံတွေကစားသမားတွေအကြောင်းလည်းသိကျင်ပါသေးတယ်ဗျ။ ီကိန်းမှာဆိုရင်ပြင်ဘက်တီကဆက်ဆက်ချင်းမပြင်ရမယ့်ဟိုကိုရီဆက်ဆက်ချင်းပြင်ခွဲသွားတဲ့အချိန်မှာဆိုဗီယက်နမ်နဲ့အင်ဒိုနီးရှားပြီးတော့စင်ကာပူသူတို့အဓိကသူတို့နိုင်ငံရင်းသုံးနိုင်ငံပေါ့ဒါပေမဲ့ကျန်တဲ့နိုင်ငံတွေကြတယ်ကိုတက်စောပြီးတော့ပြင်ခွဲဝင်နေကြတဲ့နိုင်ငံတွေအဲ့ဒီမှာစီကိန်းဆိုတာမြန်မာဝူရှူက1998ခုနှစ်မှာပထမအဦးဆုံးဝူရှူက မြန်မာနိုင်ငံစပြိုင်တာအဲ့ဒီချိန်မှာဒီပြည်နိုင်ငံကြီးကတော်တော်လေးတော့သူကပြိုင်ပွဲဝင်နေပြီးသွားပြီဟုတ်အဲ့လိုဖြစ်သွားပြီအဲ့လိုဆိုတော့ကိုရီးယားအသစ်ဖြစ်နေရပေါ့အသစ်ဖြစ်နေတဲ့အချိန်မှာစစချင်းမှာပဲဒါပေမဲ့ပြိုင်ပွဲစဝင်ရောက်ပြီးဆိုတာနဲ့ကိုရီးပြိုင်ဘက်ပြိုင်ဘက်တည်းကစင်ကာပူဖြစ်မယ်အင်ရှင်အင်ဒိုနီးရှားဖြစ်မယ်နောက်ပြီးတော့မလေးရှားဖြစ်တယ်ဟိုအကုန်လုံးနိုင်ငံကြီးတွေပါပဲအကုန်လုံးပေါ့နော်အဲ့လိုဆိုတော့ဒါပေမဲ့လေ့ကျင့်တဲ့အချိန်မှာကြိလိုက်သေးဟိုကကိုက အင်ရှင်ဒီအင်ဒိုနီးရှားသူလက် တကယ်ကောင်းတယ်တကယ်ကောင်းတယ်ဆိုတဲ့အချိန်မှာကိုကကျန်တဲ့လူတွေကိုကြည့်ပြီးရတဲ့အချိန်မှာငါသူတို့ကိုကောင်းကောင်းကြော်ဖြတ်နိုင်တယ်ဆိုတာသိသွားပြီကိုယူကိုဖောက်ကိုယုံကြည်ချက်ရှိသွားပြီဒါပေမဲ့အဲ့ဒီအချိန်မှာဘာဖြစ်လဲဆိုရှင်ဒီမြမာပြည်ကဘာလဲကိုရဲ့ရဲ့အုပ်ချုပ်သူတွေအနေနဲ့ကြတော့သူတို့ကလည်းကို့အရင်ချင်းနဲ့သူတို့လည်းအခုမှစပြိုင်ပွဲကိုစသွားတာဒီကို့ တိုင်းနိုင်ငံကစားသမားအခြေအနေနဲ့သူများကစားသမားအခြေအနေရှင်းကြည့်ပြရချင်မှာအော်ဘာဖြစ်ခိုင်ခိုင်မွားတော့ကာလာတစ်ခုဝင်နိုင်တယ်ဆိုပြီးသူတို့မှန်းတယ်ဟုတ်အဲ့ဒါတော့လေကျွန်တော်တို့ပြည်သက်တွေအနေနဲ့လည်းအမသွားပြိုင်ပြီဆိုရရင်ငါတို့တော့ငါတို့နိုင်ငံအတွက်တော့မခိုင်မောပိုင်ရွှေရမယ်ဆိုတဲ့ခံစားချက်ကလည်းကျွန်တော်အရင်တော့ပြည်သက်တယောက်အနေနဲ့ဖြစ်တယ်ဒါ တခါတည်းကြုံလို့ပေါ့ကွာနော်ဒါပေမဲ့အဲ့ဒီကိုဆက်ခုံမှာတော့ဆိုကိုဘာမှမသိသေးဘူးဆက်စားချင်းပြိုင်နေတဲ့အချိန်ပေါ့နော်ဒါပေမဲ့ကို့မှာယုံကြည်ချက်ကအဲ့ဒီပြိုင်ပွဲမှာရောက်ပြီဆိုရင်အင်ဒိုနီးရှားပြည်ငါပဲကိုဖောက်ကကိုယုံကြည်ထားပြီးသွားပြီအင်ဒိုနီးရှားပြည်ငါပဲဂျန်တဲ့လူတွေဂျန်တဲ့လူတွေကြတော့စင်ကာပူကလည်းအရန်နာမည်ကြီးနေတယ်မလေးရှားလည်းနာမည်ကြီးနေတယ်တပည့်အဲ့ဒီပေါ့နော်ဘာဖြစ်ဖြစ်ကိုကလည်းနိုင်ငံအသစ်ကလေးဖြစ်တယ်ဆိုတော့ဘာသူမှမမှန်းရဲဘူးအဲ့လိုဆိုတော့ဒါပေမဲ့ အဲ့တော့ဆိုတော့ဘာပဲဖြစ်တတိယလောက်တော့သူတို့ချိန်နိုင်နေဆိုသူတို့ရဲ့အဲ့လိုဖြစ်တာဒါပေမဲ့ကိုယ်စိတ်ထဲမှာငွေပဲအဲ့ဒါတော့တကယ်လည်းအိမ်မှာငွေရခဲ့တာပေါ့နော်ဘဝရဲ့ချုံမြင့်တဲ့အခိုက်အတန့်ချွေးထွက်များလို့ရည်တဲ့ဆုံး ရိုင်းရီဒီတာအကောင်းဆုံးအဲဒီဖြစ်ဖြစ်ပေါ်မှာဆက်ဆက်ပြီးတော့မေ့ကျင်တာဒီ2000နှစ်အေရှန်ဂိမ်းပေါ့ကျွန်တော်သိထားရတဲ့အချက်လက်တွေအရဆိုဒီအမပြိုင်ပွဲဝင်ခင်မှာနေမကောင်းဖြစ်တယ်ဆိုပြီးတော့သိရတယ်ပြီးတော့ဒီအဲ့လိုဖြစ်နေရင်အတော်အတွင်းမှာဟိုမှာအမကအဲ့ဒီပြိုင်ပွဲရဲ့ဝူရှူအတွက်တဲ့မကပဲねမြန်မာနိုင်ငံအတွက်ပါပထမဆုံးရွှေတစိမ့်ကိုစုခူးနိုင်ခဲ့တယ်ဆိုပြီးတော့တည်ထားရတယ်ပေါ့เนาะ ဲ့လိုအဲ့လိုမျိုးကိုကအဆင်မပြေဖြစ်နေတဲ့အချိန်မှာတော့မှရှူရီစိတ်စုခူးနိုင်ခဲ့တဲ့အမရဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာ strong ဖြစ်မှုအကြောင်းလည်းနည်းနည်းတော့ပြန်ပြောပြပါဦး။အမှန်တော့အဲ့ဟိုပေါ့ဒီလိုလုတ်နိုင်ခဲ့ရဆိုတာရှေ့ပိုင်းမှာတိဆောက်ခဲ့တဲ့ကိုရဲ့စိတ်နဲ့ခန္ဓာအကြောင်းပဲ။အမှန်တကယ်အဲ့ဒီအချိန်မှာတော့ကိုရဲ့စိတ်ကောခန္ဓာကအရန်ကိုပင်ပန်းနေပြီ။အရန်ပင်ပန်းနေပြီဆိုတာဟို ပြောရလို့ရှင်ဒီကစားနီကိုပို့ခဲ့တာအဖေကပို့ခဲ့တယ်။ဟုတ်ကဲ့။အဲ့ဒီမှာ6လပိုင်းမှာအဖေကဆုံးသွားတယ်။အဖေဆုံးသွားပြီဆိုတဲ့အချိန်မှာဟိုသွားပြီးနိုင်ငံခြား training ကနေပြီးတော့ပြန်လာတရက်ပဲမိရပေါ့။တရက်ပဲမိပြီးတော့ပြီးတော့အဲ့ဒီတော့ဖြစ်ချင်တော့အဖေကလည်းသူကနေမကောင်းဖြစ်နေတဲ့အချိန်မှာဘာပြောလဲဆိုလို့ရှင်ပြန်မခေါ်ခိုင်းဘူး။သူ့လို့သူလုပ်ပါစေ။အဖေကလည်းသူကဟိုဒီမဆုံးခင်မှာ6လလောက်ကတရားထိုင်ပြီးတော့မှရိတ်တာမှပဲနေခဲ့တယ်။ အဲ့လိုဆိုတော့သူ့စိတ်မှာသူ့လို့သူ့လို့ပါစေသွားမနှောက်ရှက်နဲ့ကျန်တဲ့မိသားစုကတော့ခေါ်ပြီးတော့ခေါ်စီချင်တယ်ပေါ့နော်အဲ့လိုဆိုဒါပေမဲ့သူလည်းသူ့လို့သူ့လို့ငါလည်းငါအလုံးငါအလုံးမဲဆိုတဲ့စိတ်နဲ့သွားတော့နောက်ဆုံးမရတဲ့အချိန်ကြီးကျတော့အရင်ခေါ်တဲ့အချိန်ကျတရက်တော့မှီလိုက်တယ်ပေါ့အဲ့ဒီအချိန်မှာကိုရီးယားစိတ်ကကျတော့ငါဒါကိုတိတရားသဘောတိတယ်ဆိုပေမဲ့တကယ်တကယ်မှာကို့မိသားစုအရင်ကနေခွဲသွားတဲ့အချိန်မှာတော့စိတ်ကတော်တော်ခံစားရတယ် နောက်တစ်ခုကအမဒီငငယ်တွေကဒီခြေရောက်မှာအဲ့ဒီဒဏ်ရာရှိတယ်ဒဏ်ရာရှိရဆိုတာဒီလေ့ကျင့်တဲ့အချိန်မှာကိုက balance ချိန်ရတယ်ပြီးတော့အမှန်တကယ်ကကိုလုံနိုင်တဲ့အားတက်ကိုပို့ပြီးတော့လေ့ကျင့်ဖြစ်တဲ့အတွက်ခြေရောက်မှာဒဏ်ရာရှိရဆိုရယ်အဲ့ဒီဒဏ်ရာရဲ့ဥစ္စာစိတ်နဲ့ခံစားရတဲ့အချိန်မှာ तू ကဟို recover မဖြစ်တော့ခန္ဓာကိုယ် fit လည်းမဖြစ်နေတော့ဆိုတဲ့အချိန်မှာဟိုလေ့ကျင့်တဲ့အချိန်မှာဆိုရင်တော်တော်လေးကို ခက်ခက်ခဲခဲဖြစ်နေပြီလေ့ကျင့်တဲ့အချိန်မှာဟို တိုင်မီရလည်းမရနိုင်ဘူးပြီးသွားလို့ရှင် balance ကလည်းမငြိမ်ဘူးအဲ့တော့ဆရာနှစ်ယောက်ပြောင်းနေပြီအဲ့လိုမတော့ဒါပေမဲ့နောက်ဆုံးအချိန်မှာကိုကသွားတယ်ဟိုပြိုင်ပွဲသွားတဲ့အချိန်မှာကိုရီကိုအုပ်ချုပ်တဲ့ဥက္ကဋ္ဌတို့ပါလို့ဆိုလို့ရှင်အောင်ပြောတယ်ဟိုပိုးမွေးတယ်လို့ပေါ့ သူ့ရှိမှ6000မဆိုရဲဘူး6000ပေးမဆိုရဲဘူးဆိုတော့တကူးကူးဖြစ်တော့ဟို6ဆိုရင်ကိုပါ site ဆိုရင်လည်းအဲ့လိုဖြစ်သွားမှာစလို့ပါအဲ့လိုသဘောမျိုးနဲ့အဲ့လိုလေးနဲ့သွားတာကိုကိုတိုင်းလည်းအာအားလည်းမရှိနေဘူးပြိုင်ငံကြီးမှာလူကလည်းအရန်နှုံးပြော့ဖြော့တော့နေဒါပေမဲ့ဝင်သွားပြီဆိုရင်ငါအကောင်းဆုံးလုပ်ရမယ်စိတ်ကလည်းအရန် စိတ်ကအယမ်းပင်ပန်းနေတဲ့အချိန်မှကြာသူကစိတ်လှုပ်ရှားရတဲ့ဥစားဟိုစိတ်ကအယမ်းမခုံနိုင်တော့မခုံဆိုတာဟိုဘက်ထိုတွေးကြည့်တွေတိတ်မရှိတော့ငြိမ်ငြိမ်ပဲနေချင်တော့အဲ့ဒီမှာငါအကောင်းဆုံးလုပ်မယ်ငါအကောင်းဆုံးလုပ်ပြီးတော့ဒီရလက်တွေအကုန်လုံးငါအလှလုပ်လို့ရတယ်ပေါ့နော်အဲ့လိုပဲတွေးလိုက်ပြီးအချိန်မှကိုကဝင်သွားပြီးအချိန်မှကိုခက်ကိုရိုင်းလည်းခံစားရတယ်ဘယ်လိုခံစားရလဲဆိုတော့အယမ်းပြိုင်ပွဲဆပလိုက်ပြီးကိုစပြီးလုပ်ပဲဆိုချင်မှအေးချမ်းသွားတယ်အယမ်းကို အေးချမ်းသွားပြီးတော့တောက်လျှောက်ကိုကောင်းကောင်းမနဲ့အိမ်မှာသွား9မိနစ်ကနေ6မိနစ်အတွင်းဝင်အောင်ဆိုရမယ်အဲ့တော့အဲ့ဒီကွင်းထဲမှာကောင်းဆုံးလှုပ်သွားနိုင်တယ်အဲ့ပြန်ထွက်လာချိန်မှာနီးပြရရောအကုန်လုံးအန်အောသွားတာနင့်ကငါတကားမှမမြင်ဘူးဒီလိုလေ့ကျင့်တဲ့အချိန်မှာတကားမှမမြင်ဘူးပေါ့နော်အဲ့ဒီမှာထွက်တက်လာတဲ့အမှတ်ကအများအမြင်ဆုံးပဲဘာဖြစ်ဖြစ်တော့အဲ့ပါတကယ်ကိုအကောင်းဆုံးကိုယ်စိတ်ထဲမှာလည်းအရန်အခြေနဲ့အောင် ပုံစံနဲ့ရှင်းပြနိုင်ခဲ့တယ်ပေါ့နော်အဲကြောင့်မလို့အဲ့ဒီမှာရခဲ့တဲ့ဆိုတာဟိုပြီးတော့နောက်တစ်ခုကအဲ့ဒီမှာဟိုမြန်မာနိုင်ငံအတွက်မှာရွှေရတစ်ခုမှမရသေးဘူးအဲ့ဒီအချိန်မှာဟိုရွှေကနေပြီးတော့ရွှေယူပေးနိုင်ခဲ့တယ်အဲ့ဒီရွှေကလည်းအဲ့ဒီတစ်နှစ် Asian Games မှာတစ်ခုပဲရတယ်အဲ့ဒီမြန်မာပြည်ရဲ့ရွှေရောတစ်ခုပဲရခဲ့တဲ့ရွှေပေါ့နော်တစ်ခုရှိရယ်ကိုကအဲ့ဒီမှာတော့စိတ်ကတော့ဘာဖြစ်လဲဆိုလို့ရှိရင်ကိုကဒီဖြစ်အားကစားနေကိုကြည့်ရယ် ရွှေမရအောင်ရင်မရကျွန်ကိုလက်စိတ်ပူလာဟဲရွှေရဘဲဦးမကွဲဘူးပေါ့ဘဲဦးမကွဲဘူးအဲ့အချိန်မှာကိုကဘာလုပ်လဲဆိုတော့ငါလက်ကြဘဲဦးကွဲမှ ဖြစ်မယ်ဘဲဦးကွဲရမယ်ပေါ့နော်အဲ့ဒီစိတ်အဲ့ဒီစိတ်ကလည်းကိုနိုင်ငံရဲ့ချစ်တဲ့စိတ်နဲ့ကိုနိုင်ငံကိုဟိုပေါ့ကိုနိုင်ငံကိုသူများနိုင်ငံအလဲမှာမျက်နာမငယ်စေတဲ့စိတ်ကလေအဲ့လိုလဲရှိနေသေးတယ်တစ်ဖက်ကလည်းပေါ့နော်အဲ့အဲ့ဒီစိတ်ကရရှိရဲ့အဲ့ဒါနဲ့ဘာဖြစ်ငါဒါတော့ ရအောင်လုပ်မှဖြစ်တော့မယ်ဆိုရဲအဲ့ဒါတစ်ဖက်ကလည်းအဲ့ဒီစိတ်လေးတော့ရှိတယ်။အဲ့အဲ့ဒီအဲ့လိုတွေပေါင်းစုံပြီးတော့လည်းရသွားခဲ့တာပေါ့နော်။ဟုတ်ကဲ့ပါ။အမအရှိမဖြစ်ရတဲ့မှာပါတယ်6တန်ရာဆိုရဲဟာလေးပါ။အဲ့ဒါလေးနည်းနည်းတော့အသေးစိတ်ပြပြပေးပါလား။6တန်ရာဆိုတာအမကဟိုဒီလိုမျိုးဟိုပြောလို့ရှိရင်အမ6ယောက်ကပုံမှန်တက်ဆိုရင်သေးတယ်ချီဘွား။ဟုတ်။သေးတယ်ဆိုတော့ဒီချီဘွားရဲ့ weight ကိုကိုကတစ်ကိုယ်လုံးရဲ့ weight ကိုကိုကထိန်းရတဲ့အချိန်မှာဟို ဘာဖြစ်ဒီဒီချီရောက်ရဲ့ကြွက်သားအရန်ရောင်လာတယ်ရောင်လာတဲ့အချိန်ရောင်လာတယ်ပြီးတော့ဟိုထိုက်ကြီးကကစားတဲ့အချိန်မှာဒါဒီလိုလေးမြင်ရတာတကယ်တကယ်အမတို့တရုတ်ပြည်အားစီကလေ့ကျင့်တဲ့အချိန်မှာအလေးတွေမားရတယ်တဲကွင်းထဲမှာပြေးရတယ်ပြီးသွားရင်အမတို့ဒီချီသလုံးတွေမှာဆိုခဲဘက်တွေပတ်ဟိုကြောပုတ်ထဲမှာတဲတွေထက်အဲ့ဒါနဲ့ဟိုငိန်နေအောင်လို့ခြီလန်းလန်းလာလို့ရှင်အမခြီလန်းဒီလိုလေးသွားလိုက်ရှင်ငိန်နေအောင်လို့သူက နောက်လျှောက်အဲ့ဒါကိုလေ့ကျင့်ပေးထားတာဆိုတဲ့အတွက်ကကိုကဒီချီဘွားနဲ့အရန်ထိန်ထားတာလေဒီချီဘွားကိုအဲ့တော့သူသုံးနိုင်တဲ့အားနဲ့ကိုလှုပ်လိုက်တဲ့ဥစ္စာတွေကမမျှတဲ့အချိန်ကျကြာလာတန်ဖြစ်သွားတာတန်ဖြစ်လာတဲ့အချိန်ကျတော့ဟိုပြိုင်ပွဲဝင်ခံနေပြီဆိုလို့ရှိရင်အချိန်ကိုမှတ်ထားပြရတဲ့ထုံစည်းဖြန်းဖြန်းပြီးတော့မှဝင်ရတယ်ဟုတ်အဲ့လိုပြီးသွားပြီအဲ့လိုလေ့ကျင့်တဲ့အချိန်မှာဆိုလို့ရှိရင်လေ့ကျင့်ပြီးသူဟိုဖောင်အဆအဆုံးကစားပြီးသွားပြီဆိုလို့ရှိရင်ပြန်ထွက်လာလို့ရှိရင် တော်တော်နာနေပြီဒါအမျက်ရင်ရလောင်နာတယ်အဲ့ဒါပြိုင်ပွဲတစ်ခုတည်းအတွက်လားဘယ်လောက်အပိုင်းချကြဒေါက်လျှောက်ဖြစ်တာလေးပြိုင်ပွဲမှာပြိုင်ပွဲပြိုင်ပွဲဗန်ဒန်ခုနှစ်လောက်ကစဖြစ်ပြီလဲဆိုတော့69လောက်မှာတည်းကစဖြစ်ပြီ69မှာဟို69မှာစီဟိုနိုင်ငံ international ပွဲစပြိုင်တယ်69မှာတည်းကအဲ့စဖြစ်နေပြီတရုတ်နီးပြိုင်နဲ့ကျင်းတဲ့ကျင်းတရုတ်ဆရာလေးဆိုတော့အတီးဆုံးပေါ့အလိုမျိုးပေါ့နော်အမကစားသမားဘဝမှာဟိုမှတ်မိရင်လည်းမှတ်မိမှာပေါ့အကြံပြင်း စုစုစိတ်ပေါင်းဘယ်လောက်လောက်ရခဲ့တာရွှေစစိတ်ကစုစုပေါင်းအကုန်လုံးပေါ့နော်ဟိုဖိတ်ခေါ်ပွဲတွေရောစီးကိန်းအီရှန်ကိန်းပေါင်းလို့ရှိရင်ရွှေစစိတ်9ခုငွေစစိတ်က9ခုကြေးစစိတ်က3ခုပြည်သူများခင်ဗျာမခက်ခိုင်မောကသူ့ရဲ့ကစားသမားဘွားတခြားမှာခြေထောက်မှာဒဏ်ရာရနေနေတဲ့အခုသူရွပြခဲ့တဲ့စုစစိတ်တွေရခဲ့တာပါတဲ့အဲ့ဒဏ်ရာသာသူမရှိဘူးဆိုလို့ရှင်ဒီစုစစိတ်တွေထက်နှစ်ဆ၃ဆလောက်အထိပိုများတဲ့စုစစိတ်တွေရမယ်လို့တော့ကျွန်တော်တို့ထင်ပါတယ်ဗျာ ဟုတ်အမကိုဒီအခုအမသိရတဲ့အတွက်အမအတွက်လည်းခုံယူပါတယ်လို့ပြောချင်ပါတယ်ခင်ဗျာကျေးဇူးပါဟုတ်ကဲ့ကျွန်တော်အစီအစဉ်လေးကိုဆက်မယ်ဆိုလို့ရှိရင်တော့စီကိန်းကြောင်းလေးပြန်ဆက်ချင်ပါတယ်ခင်ဗျာအခုစီကိန်းပြိုင်ပွဲဝင်မဲ့ဦးရှူကစားသမားတွေအပေါ်အမရဲ့အမြင်ကဘယ်လိုရှိမလဲနောက်ပြီးတော့ဒီပြိုင်ပွဲအတွက်တို့ဘာတွေများမှာလိုက်ချင်သေးလဲခင်ဗျာအခုသွားပိတ်ကလေးတွေကလည်းပြောရလို့ရှိရင်ကိုရမောင်နှမကိုရညီငယ်ညီမငယ်လေးပဲပေါ့ကိုရနောက်ဘက်ကလေး။ဘာဖြစ်ဟိုသူတို့တပ်ပြန်ရမယ့်အနေထားဆိုရင်ကိုကအခုလိုပြောလိုက်တဲ့အချိန်ကျကို သူတို့ညံပြန်ခံစားမိတာပေါ့နော်။ဘာဖြစ်သူတို့လည်းစုလို့ခြင်းပဲ။ဘယ်လိုပဲဖြစ်ဖြစ်ပြိုင်ပွဲဝင်တဲ့တရားအနေနဲ့ဟိုပြိုင်ကစားသမားပို့ပြီးတော့ယူခြင်းကြတာပေါ့နော်အဲ့လိုလေးပေါ့။အဲ့တော့ဟိုအမားရဲ့အနည်းဆုံးဖြစ်တောင်လို့ပဲလုပ်ပါ။ပြီးတော့နောက်တစ်ခုကကိုကိုလည်းယုံကြည်မှုရှိရှိလေးနဲ့ပြိုင်ပြိုင်ပွဲဝင်ကြပါပေါ့နော်။ဟုတ်ကဲ့ပါခင်ဗျာအဲနောက်ဆုံးအနေနဲ့မေးချင်တာတစ်ခုကတော့ဗောနော်ဒီဝူရှူအားကစားနည်းအပေါ် အမရဲ့အတိတ်ပဲဖွင့်ဆိုချက်ကဘယ်လိုရှိမလဲမသိဘူး။ဝူရှူအာကစားနီအပေါ်ကိုရီးယားအတိတ်ပဲဖွင့်ဆိုမြန်မာကိုအတွက်ကကြတော့ဟိုခွန်အားဖြစ်စီတယ်။ဘာဖြစ်ဝဲနောက်တစ်တစ်ခုကကိုကိုဂုံယူရတဲ့အရာတစ်ခုဖြစ်အောင်လို့သူကဖန်တီးပေးခဲ့တယ်ဆိုတဲ့အတွက်ကကိုကသူ့ကိုဝူရှူကစားနီကိုချစ်တယ်။ကိုရဲ့ငွေရွေမှုတွေအကုန်လုံးဒီဝူရှူအာကစားနီနဲ့ ပဲရှင်းတန်နေခဲ့ရတယ်ဆိုတဲ့အတွက်ကကိုယ့်အတွက်အမှတ်တရပေါင်းများစွာကိုပေးခဲ့တယ်ဆိုတဲ့အတွက်ကကိုယ့်ရဲ့ဒီတသက်တာမှာနေရာအများကြီးယူထားတဲ့ကစားနည်းနေပေါ့နော်ဟုတ်ကဲ့ပါဒါအခုလိုမအားတဲ့ကြားနေပြီးတော့အစီအစဉ်လေးမှာလာပြီးတော့ကျွန်တော်မေးသမျှကိုဖြေကြားပေးတာကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ် ပရင်းသားများခင်ဗျာဒီနေ့ရဲ့ CK Rewind အစီအစဉ်မှာတော့ဥရှုအားကစားမယ်ဟောင်းမခက်ကင်မောနဲ့အတူသူ့ရဲ့တွေ့ကြုံတွေသူ့ရဲ့ပြိုင်ပွဲဝင် CK အတွေ့အကြုံတွေအကြောင်းပရိသတ်တွေအတွက်ဝင်မြပေးခဲ့တာပဲဖြစ်ပါတယ်ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေလည်းသဘောကျမယ်လို့ထင်ပါတယ်ပရိသတ်တွေတယောက်ချင်းစီတိုင်းအောင်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ